2025ခုနှစ်အောက်တိုဘာလ20ရက်နေ့လူအခွင့်အရေးကောင်စီကိုတင်သွင်းခဲ့တဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrews ရဲ့အစီရင်ခံစာအပိုင်း90မှာအခုလိုရေးသားဖော်ပြထားတာဖြစ်ပါတယ်။ထန်းလျှောက်ခံကြေးဝါမှာလူအခွင့်အရေးအဖွဲ့တွေကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေရှိခဲ့တယ်ဆိုတဲ့ဆွေးဆွေးချက်တွေအပေါ်မှာ ACUC ချုပ်ကပြင်းပြထန်ထန်ညွှန်ဆိုထားပြီးတော့အတိမပြုနိုင်တဲ့လုံခြံဖန်တီးထားတဲ့တည်အချက်အလက်တွေကိုအသုံးပြုတာ ်ဤကိုအပုတ်ရှောင်နေခြင်းအပေါ်မှာအထူးစိုးရိမ်မိနေလို့လည်းပြောဆိုခဲ့ကြောင်းသိရပါတယ်။ဒီဘောအတွက်ဟိုရှုပ်ထွန်မြန်နိုင်ကဖိတ်ခေါ်ထားတယ်လို့လည်းသူကပြောဆိုထားပါတယ်။ဒါအပြင်ဤကိုကုလသမဂ္ဂကလည်းအချက်6ချက်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချက်တွေအထဲမှာတော့မွတ်စလင်အသိုင်းအဝိုင်းအပါအဝင်ရခိုင်ပြည်ကအလုံးရဲ့အခြေခံလူအခွင့်အရေးတွေကိုလူသိရှင်ကြားအတည်ပြုဖို့အာရကတက်တော်ကစစ်သားတွေကိုမွတ်စလင်အယက်သားတွေအပေါ်မှာလူအခွင့်အရေးရှုဖောင်းမှုတွေကိုရှောင်ကြဉ်ဖို့အတွက် ရှင်းလင်းပြသစွာအမိပေးဖို့သွာလာမှုနဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာကန့်သတ်ချက်တွေကိုလည်းရုပ်သိမ်းပေးဖို့ယုံကြည်စိတ်ရှရတဲ့လူအခွင့်အရေးရှုဖောက်မှုအစီရင်ခံစားရေးကိုစုံစမ်းစစ်ဆေးဖို့နဲ့ကျွလွန်သူအရခတ်တက်တော်စစ်သားတွေကိုတာဝန်ယူမှုရှိစေဖို့ရခိုင်ပြည်နယ်အတွင်းလူအခွင့်အရေးရှုဖောက်မှုတွေအပေါ်မှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရမှာထောက်ခံအားပေးပူပေါင်းဆောင်ရွက်ပေးဖို့ နောက်ထပ်တစ်ချက်အနေနဲ့ကတော့ရခိုင်နဲ့နိုင်ငံခြားကိုရောက်နေကြတဲ့မွတ်စလင်အသိုင်းအဝိုင်းကောင်းဆောင်တွေအပါအဝင်နဲ့တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့စတဲ့အချက်တွေပါဝင်ပါတယ်